ဆွေရင်အတင်ဟာနောက်၂၆ကဘာပလာခြေစပွဲဥရောပဆောင်အိုးစုအိမ်ဝဲပွဲစဉ်မှာကိုဆိုဘိုအတင်ကိုတကူကိုမရှိနဲ့အရေးနစ်ခဲ့ပြီးနောက်သူတို့ရဲ့ကဘာပလာအိမ်မက်ဆုံးတတ်သွားပြီးနီးပြတိုမာဆန်အတွက်လည်းဖီးယားတွေတိုးသွားခဲ့ဖြစ်ပါတယ်။အစ်ဇန်နဲ့ယိုဂီရက်စ်တို့လိုပရီးမီးယားလိထိုင်တန်းတိုက်စစ်မှုတွေပါဝင်နေတဲ့ဆွေရင်တင်ဟာကိုဆိုဘိုအတင်ကိုရေးနစ်ခဲ့တာကြောင့်အုပ်စုပွဲစဉ်လေးပွဲကစားပြီးမှရာမတ်တမန်နဲ့အုပ်စုနောက်ဆုံးနေရာမှာရပ်တည်နေပါတယ်။ဆွေတင်တဲ့ဟာခြေစပွဲကစားဖို့နှစ်ပွဲကြာရှိသေးတာကြောင့် ပလေးော့ရှင်ပြိုင်ခွင့်ရဖို့တင်ချာနီးရအခွင့်အရေးရှိနေပေမယ့်ညော်လေးချက်နေသွားခဲ့ဖြစ်ပါတယ်။အုပ်စုတွင်ဒုတိယနေရာမှာရပ်တည်နေတဲ့ကိုဆိုဘိုတင်ဟာနောက်ဆုံးနှစ်ပွဲမှာရမှတ်တမတ်ရရှိလာတဲ့ပလေးော့ရှင်ပြိုင်ခွင့်ရရှိသွားမှာဖြစ်ပြီးထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့ဆွစ်ဇာလန်တင်ကကမ္ဘာ့ဗလားပြိုင်ပွဲဒါရိုက်ခြေစပွဲအောင်မြင်ဖို့နှိစက်နေပြီဖြစ်ပါတယ်။ဆွေရင်တင်နီးပြဒိုမာဆန်က ကိုဆိုဘိုသင်းကိုရှုံနေခဲ့တာကအလွန်နာကျင်ရတယ်လို့ပွဲပြီးအင်တာဗျူးမှာပြောခဲ့ပါတယ်။တိုမာဆန်ကကျွန်တော်ဟာဆွီဒင်ဘောလုံးဖွဲ့ချုပ်နဲ့စာချုပ်ရှိနေပြီ။ကျွန်တော်တို့ရဲ့ခြေစဘွဲကပြီးဆုံးသေးပါဘူး။ဒီဘွဲမှာအသင်းကလုံလောက်မှုမရှိသလိုအလွန်ဆိုးရွားတဲ့ရလပါအလွန်နာကျင်ရပါတယ်။ကျွန်တော်တို့ဟာဂိုးတွေဘလို့သွင်းယူရမလဲဆိုတာမေ့သွားခဲ့ပြီ။ဒါကဘာကြောင့်လဲဆိုတာကျွန်တော်မသိပါဘူးလို့ပြောခဲ့ပါတယ်။ဆွီဒင်အသင်းဟာ2026ကဘာလားခြေစဘွဲအုပ်စုနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ဆွစ်ဇာလန်အသင်းနဲ့အဝေးခွင်ဆလိုဗေးနီးယားအသင်းကိုအင်္ဂလိပ်လက်ခံရှင်ပြန်ရမှာဖြစ်ပါတယ်။